Hello. မင်္ဂလာပါရှင်။အဲဒီ reading လေးကားပေါ့နော်။음ပြောမစွင်လှုပ်ပေးခြင်းလေးကကြာပြီ။မအားတာနဲ့ကောကိစ္စမျိုးမျိုးနဲ့မလှုပ်ပေးဖြစ်တာပေါ့နော်။ဒါကဘာ reading လေးလဲဆိုရင်음 picky picky ကပေါ့နော်။ဒီကတ်ကလေးတွေရွေးရမှာဖြစ်တယ်။ဘာအတွက်လဲဆိုရင်တော့ကိုနဲ့အခုပေါ့နော်။ ကိုတွင်းနေတဲ့သူပဲဖြစ်ဖြစ်တမောင်းမဟုတ်ရင်အဲ့ဒီသူကကိုယ့်ရဲ့ X လည်းဖြစ်နိုင်တယ်လက်ရှိ RS လည်းဖြစ်နိုင်တယ်ဘသူဖြစ်ဖြစ်ပေါ့နော်အဲတချို့အိမ်တော်ကြီးတွေမှာဆိုရင်လည်းပေါ့နော်ဒါကိုယ့်ရဲ့အိမ်တော်ဘက်နော်အိမ်တော်ဘက်သို့မဟုတ်ဒီအိမ်တော်ဘယ်လိုပြောမလဲဒီလက်တလုံးမှာပေါ့နော်ဒါကွက်ကွာနေတဲ့အိမ်တော်ကြီးတွေပဲဖြစ်ဖြစ်ပေါ့နော်ဘသူပဲဖြစ်ဖြစ်အဲ့ဒီလိုဒုနဲ့ connection ကဆက်ရှိသေးလား ဟမ်ဘလို့ဖြစ်ဘလို့ဖြစ်နိုင်ကြည်လေးတွေရှိလဲပေါ့နော်အဲမှာတချို့လေးဆိုရင်ဒါ extra ကြည့်တာများလိမ့်မယ် x နဲ့ပတ်သက်ပြီးတော့ဆိုရင်လည်းပဲသူနဲ့ကအဲဆက်သွားလို့ရသေးလားဘလို့ချင်နေတွေရှိလဲဘာလေးတိထားဖို့လိုအပ်လဲစသဖြင့်ပေါ့နော်အဲ့ဒါလေးတွေကိုအဓိကထားပြီးကြည့်ပြီးသွားမှာဖြစ်ပါတယ်ဒီနေ့နည်းအဲစိတ်ပြည့်စုံမှုလေးတွေတော့ဒီကြောင်ကြောင်လေးတွေတော်တော်နေမကောင်းဖြစ်နေရတဲ့ အအစာလွန်လာပြီးပါဖြစ်တော့တော့နည်းနည်းအဆိုင်သမားဆိုတော့လေးတိလာအဆိုင်လေးကနည်းနည်းလေးပြန်အောင့်လာတယ်အဲ့လိုမျိုးအောင့်လာရင်အစာမကြေဖြစ်ပြီးတော့နည်းနည်းလေးရင်ကောင်းတောင့်လာတယ်ဖြစ်တယ်လို့ဆိုရင်အတန်းအစကားပြောရတာကနည်းနည်းလေးပေါ့နော်ဟိုအာယူပြီးတော့ပြောရတာလေးတွေရှိတယ်အဲ့ဒီတော့ကြောက်နည်းနည်းလေးပေါ့နော်ဒီကြားထဲမှာပြောနေရင်လည်းနားလိုက်တာမျိုးလေးတွေအသက်ရှူတာမျိုးလေးတွေရှိတတ်ပါတယ်အဲ့ဒါလေးကိုတော့တစ်ချက်လောက်ပြီးခံပေးပါလို့ အရင်ဆုံးကြိုပြီးတော့အဲတောင်းဆိုရစီရှင်းအဲ့တော့ဟိုတချို့လေးတွေကဟိုပေါ့နော်ဒါပြောလို့တော့မရှိပါဘူးကွန်မန့်တချို့ပေါ့နော်တခါကွန်မန့်လေးတခုတွေ့ဖို့တယ်အဲ့လိုမျိုးပေါ့နော်ဟိုမောနေတယ်ဆိုရင်လည်းပေါ့ကွယ်ဟိုမပြောပါနဲ့လားပေါ့နော်စသဖြင့်စာပြီးမပြောနဲ့ဘာညာပေါ့နော်အဲ့လိုမျိုးမှန်လေးတွေးလိုက်မိတဲ့အခါကျတော့လေဟိုကိုကလည်းစမ်းမကြီးရတစ်ခါတစ်ခါဒီလိုမျိုးလေးဖြစ်တတ်တာဖြစ်တဲ့အတွက်ကြောင့ အဲ့ဒီအတန်လေးတွေဟောအသက်ရှူလိုက်တဲ့အတန်လေးတွေစသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးတွေပါတယ်ဆိုရင်တော့အမကိုတစ်ချက်လောက်နားလဲပေးပါတိခံပေးပါလို့ပေါ့နော်ကြိုပြီးတော့အဲအမကအဲပြောချင်ပါတယ်နော်အဲ့လိုမျိုးလေးတွေခါကြရင်ကျမကြီးအခြေအနေကြောင့်ဒီလိုမျိုးလေးတွေဖြစ်တတ်လို့ပါနော်အဲ့တော့ဒီမှာရွေးချယ်စရာလေး၃ခုပေးထားတယ်ဒါလေးကိုကျတော့ကောက်အုပ်စု၁ပေါ့ကွယ်ဒါလေးက2ဒါလေးက3 အဲ့တော့ကောက်အုပ်စုလေးတွေ၃ခုဘောနော်အဲ့ဒါကိုချိန်တဲ့ကိုကိုဆွဲဆောင်ဆုံးဖြစ်တဲ့ကောက်အုပ်စုလေးကိုရွေးပါရွေးပြီးွားရင်တော့အဖြေလေးကိုနားထောင်လို့ရပါတယ်နော်အဲ့တော့ရွေးတဲ့ချိန်မှာကိုကဘယ်လိုမျိုးလေးရွေးမလဲဆိုရင်တော့ကိုစိတ်လေးကိုပေါ့နော်ဒီတင်းငင်းလေးထားပြီးတော့အင်ဂျယ်လေးတွေစီမှာအဲတောင်းဆိုကြည့်ပါအဲကို့အတွက်ပေါ့နော်တကယ်ကိုတည်တည်တည်ထိုက်တဲ့အဖြေလေးတွေကိုပေးပါဒီအဖြေလေးတွေကိုတိတော့ပေါ့နော်နားထောင်ချင်တာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီကက်ကလေးတွေကကျွန်တော်အတွက် တကယ်လိုအပ်တဲ့အဖြေကိုပေးမကောက်စုလေးကိုရွေးချယ်ပေးပါဆိုပြီးတော့တောင်းဆိုခြင်းအခါကျရင်ကိုယ့်ရဲ့ intuition ကနေကိုယ့်ရဲ့စိတ်ထဲကနေပြင်းပြင်းပြပြလိုချင်တဲ့ဘောနော်ဒီနားထောင်ခြင်းနဲ့ကောက်စုလေးကိုရွေးမိသွားပါလိမ့်မယ်အခါကျရင်အဲ့ဒီကိုရွေးမိသွားတဲ့ကောက်စုလေးကိုပြီးကြရင်အဖြေလေးနားထောင်ပေးပါနော်အဲ့လိုမျိုးလေးလည်းရွေးချယ်လို့ရပါတယ်ဒါမှမဟုတ်လည်းမိမိကြိုက်နှစ်သက်ရအဲသဘောမျိုးနဲ့ပေါ့နော်စသဖြင့်ရွေးချယ်လို့လည်းရပါတယ်နော်ခဏလောက်ရွေးလိုက်ကြရအောင် ဖြေးပြီးသွားပြီလို့ထင်ပါတယ်အဲ့တော့ကောက်ဆူဒလီကိုအရင်သွားမယ်နော် စုတလီကို ရေးထားတဲ့သူလေးရင်ကိုနဲ့တစ်ဖက်လူနဲ့ကကိုနဲ့ရှင်ကဘလိုလေးတွေဆက်ရှိနေသေးလဲဟွန်းသူနဲ့အဆင်ပြေနိုင်အောင်မလားဒါမှမဟုတ်ရင်ဘလိုလေးတွေပေါ့နော်ဆက်သွားဖို့လိုလဲဆိုတော့ကြည့်ကြည့်ရအောင်နော်အဲဒီမှာဒါကဘာလဲဆိုတော့စစ်တော့ဆွဒီမှာဆိုရင်ကွာ လေကလုံးဝနစ်မြုပ်သွားတယ်တိတ်မောက်သွားတယ်ပေါ့နော်တရားကလည်းဒါဟိုဟာပေါ့ဟွန်းဘယ်လိုပြောရမလဲဒီတရားကအရှင်လားအဲတိတ်တော့ဟိုဟာပေါ့ဘယ်လိုပြောရမလဲထားပါတော့ဒီတရားဆိုတော့အဲအဓိကတော့အမမြင်မိတာကတော့ဒီမှာတိတ်မောက်သွားတဲ့လေတစည်းပေါ့နော်ပြီးတော့ဒီမှာဓာတ်6ချောင်း ဓာလေးတွေ ਨੇ အဓိကတော့ပြောချင်တာကွာဒီမှာဆိုရင်ကွာဒီ connection မှာကပြောရမယ်ဆိုရင်တော့ဒါလေတစ်စီးကတိတ်မောက်သွားပြီးနင်းမြောက်သွားပြီဆိုတော့ကွာဟိုပေါ့အချင်းနေကအမ်တိတ်တော့အရင်ကောင်းကြီးတော့မဟုတ်ဘူးပေါ့နော်ဒီ connection ကိုဆက်သွားဖို့ဆိုတာပြောရမယ်ဆိုရင်တစ်ဖက်လူကလည်းဒီမှာဆိုရင်ဒီမှာနော်သူ့အနေနဲ့ကဒီမှာဆိုရင်အိတ်နေတယ်အိတ်နေတယ်ဆိုတဲ့သဘောမျိုးကတော့ပြောရမယ်ဆိုရင်တော့ ဒီမှာပေါ့နော်သူ့မှာဟိုရွေးချယ်စရာ option တွေလည်းများတယ်ပြီးတော့သူကဒီပေါ့နော်ဟိုသူ့ဘိုးရမှာပေါ့နော်အခုအချိန်မှာဆိုတော့အချီလို့ပဲပြောရမှာပေါ့နော်အချီနဲ့ပတ်သက်ပြီးတော့ဘာဆိုဘာမှလည်းတိတ်ပြီးတော့သူတွေးတောနေတာမျိုးတွေလည်းမရှိဘူးပေါ့ပဲသိလားနော်မရှိဘူးမစင်စားဘူးအိမ်မောကြနေတယ်အိမ်နေတယ်အဲအဲ့လိုပုံစံမျိုးကြီးဆိုတော့လीပြီးတော့ဒီပြီးတော့ဒီမှာလည်းရှေ့မှာလည်းပြထားတဲ့နမိတ်လေးရတယ် ဒါနဲ့အဆင်မပြေတဲ့နမိတ်လေးဆိုတော့ကွာသူနဲ့ကရှေ့ဆက်သွားမလားဆီဆက်သွားလို့ရမလားဆိုရင်တော့ဒါတိတ်တော့မရတော့ဘူးပေါ့နော်နည်းနည်းလေးတော့ energy ကဟိုဟိုတို့ပြောရမယ် no ဘက်ကိုပြနေတယ်ဆိုရဲသဘောမျိုးတွေကိုပြောချင်တာပေါ့နော်ဒီမှာဆိုရင်ဗာလေးတွေ့ရလဲဆိုခြေစား energy လေးတွေ့အခုကြီးတဲ့သူလေးကပေါ့နော်ဒါကိုယ့်ရဲ့တစ်ဖက်လူကဒါ energy ရ chase နေတာမျိုးကိုလည်းရှိနိုင်တယ်လို့တချို့လေးကြီးကြတော့ဗောနော်အာသူ့စီကိုဆက်သွဲတယ်အဆက်သွဲမလုပ်ဘဲနဲ့ဒီမှာအိတ်နေရောက်ကွာလုံးဝကိုဘာလို့ပဲဆက်သွဲဆက်သွဲလုံးဝပြန်ပြီးတုံ့ပြန်မှုမရှိပဲအိတ်နေတဲ့သူကိုတော့တော့ပြီးတော့ကိုကတော့တော့ပြီးတော့ဆက်သွဲနေတာမျိုးတွေ chase လုပ်နေတာမျိုးတွေဗောနော်အဲ့လိုမျိုးကြီးတွေဘာမှအရှင်မရှိတဲ့သူကအရှင်မရှိတဲ့သူစီကနေဟိုဘယ်လိုပြရမလဲဟိုဘောနော်ဆက်သွဲလာပါစေလို့ဘာတို့ညာတို့အလုံးပြန်လာပါစေလို့ စူတောင်းနေတဲ့သူလေးတွေလည်းမရှိရှိရင်ရှိနေတယ်ဒါမှဆို manifest တွေ့လာစူတောင်းနေတယ်ကွာ universe ကိုစူတောင်းနေတယ်ဆိုတဲ့ပုံစံမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေလည်းတွေ့ရတယ်အဲ့တော့ဒီပိုင်းနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်တော့အမ် focus on self နော် so what time to heal ကိုကိုကိုပဲအာယုံစိုက်ပေးဖို့ဒီမှာအဓိကထားပြီးပြောထားတယ်ပြောချင်တာတော့အခုချိန်မှာကိုကချေစမ်းအနေချင်းမှာရှိနေတယ်ဆိုရင်ဒါက ဟိုအန်ဂျီတွေတိတ်ပြီးတော့မကောင်းသေးဘူးကွယ်မကောင်းသေးတဲ့ခါကျတော့ကိုကိုကိုအာယုံဆိုက်ပြီးတော့ဒီမှာဆိုရင်ကိုကဘွားကိုဒီမှာကောင်းမလေးတက်ဟာလုံးဝလှတ်တာပတ်တာလေးနဲ့ပြပြရှင်ရှင်လေးနဲ့နော်2 to 1 energy ကကိုဖြစ်ရှင်တဲ့အရာတွေကိုရှေ့ဆက်ရမယ့်အရာတွေကိုစူးစမ်းပြီးတော့ရှေ့ဆက်ပြပြရှင်ရှင်လှလှပပချွတ်ချွတ်မမလေးနေနော်အမကတော့အလိုအလို energy တွေကိုခံစားရတယ်ကွာဟုတ်လားကိုဘလောက်ပဲဆူတောင်းဆူတောင်းနေဟိုပြန်လာမယ်ဆိုရင်ပြန်လာမယ်သူက action နေယူမှာပဲ တစ်ချိန်ချိန်မှာတော့ဒါမှဒီမာကြီးကကျတော့လုံးဝကြီးကိုအိမ်မောအိတ်ဆန်နေအိမ်မောကြနေတဲ့သူကြီးကိုတွားပြီးတော့ကိုကဘာတွေပဲဘလိုပဲဆူတောင်းနေဆူတောင်းနေဒီလှေလေးနစ်မြုပ်သွားတယ်လို့ပဲဘာမှအဆင်မပြေဘူးဒီလှေရှိမှပေါ့နော်ဒီလှေကကောင်းနေမှရှေ့ဆက်ပြီးတော့တွားလို့ရမှာလीဒီလေကပေါက်ပြဲသွားပြီးရေတွေဝင်သွားပြီဆိုမှတော့ဒီဆက်ဆံကြီးကတိတ်မကောင်းတော့ဘူးကွယ်သိတယ်မလားမကောင်းတော့တဲ့အပေါက်ပြဲတွေထန်ရာတွေနဲ့ ဆက်ဆက်ရေးကိုဖောက်တီးပြီးတော့သွားလဲဘာဖြစ်မှာလဲနင်းမြုံမှာပဲနင်းမြုံမှာပဲဖြစ်တဲ့အတွက်ကြောင့်အဆင်မပြေတော့အဲ့တော့ဖောက်ထေးလို့မရတဲ့ဆက်ဆက်ရေးကိုဖောက်ထေးမနေဘဲနဲ့ကိုကိုကိုအာယုံစိုက်ပြီးတော့ကိုကိုကို appreciate လုပ်ပြီးတော့ပေါ့နော်ကိုဘွားလေးကို တောက်ပအောင်တကယ်ကိုပေါ့နော်ဒီပျော်ရွှင်ပြီးတော့လှလှပပလေးဖြစ်လာအောင်ကိုရှင်းဆက်လျှောက်ရမယ်ခရီးလမ်းကိုကိုဘွားတောက်ကိုပေါ့နော်ဒါပျော်ပျော်ရွှင်ရွှင်လေးဆက်ပြီးရှောင်းလန်းနိုင်အောင်လို့ဒါကိုစိတ်ကိုကို တခြားလေးကုစားပြီးတော့ကြိုးစားရမယ့်အချိန်ကိုရောက်နေပြီလို့ဒါအမတော့အဲ့လိုမျိုးလေးခံစားရတယ်အခဲရဒီကက်ကလေးကိုရွေးထားတဲ့သူလေးတွေကဒီလိုမျိုး energy တွေကညီမှုရှိတယ်ဆိုရင်တော့အခုပေးထားတဲ့ပေါ့နော်ဒါ message လေးတွေကိုနားထောင်ပြီးတော့ပေါ့နော်ကို့အနေနဲ့ဘာပဲဖြစ်ဖြစ်ပေါ့ကွာဒါအင်ဂျင်လေးတွေရဲ့လမ်းပြမှုကိုအဲရရှိပေါ့ရရှိသွားနိုင်ပါစေအဲရရှိပြီးတော့လည်း ကိုကိုတိုင်းနဲ့ကြိုးစားနိုင်ပါစေကြိုးစားပြီးတော့လေပိုပြီးတောက်ပတဲ့လှပတဲ့သူလေးဒါမင်းကလေးဖြစ်တယ်ဆိုလဲလှလှပပလေးရွှေရှင်ရှင်လေးပြန်ဖြစ်လာပြီးယောက်ျားလေးဖြစ်တယ်ဆိုရင်လည်းဒါကို့အတွက်ကောင်းမွန်တဲ့ကို့ရဲ့ရှေ့လျှောက်သွားရမယ့်ခီးလန်းကိုလုံးဝပေါ့နော် energy ကောင်းကောင်းနဲ့အဆင်ပြေပြေနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းသွားနိုင်ရအောင်လို့ပေါ့နော်ကြိုးစားရမယ့်အချိန်ကို ရောက်နေပါပြီဆိုပြီးတော့ဒါအင်ဂျယ်လေးတွေကကိုယ်ကို message ပေးထားပါတယ်ဒီလိုမျိုးလေးကိုဒီဒီကတ်အုပ်စုတစ်လေးတွေတော်တော်အမှားတော့ခံစားရတယ်အဲ့တော့ DN ဒီ connection ကဆက်သွားဖို့တင်လားမတင်ဘူးလားဆိုရင်တော့အမအနေနဲ့ကတော့ပြောရမယ်ဆိုရင်ဆက်သွားဖို့တော့တိတ်ပြီးတော့အာအဆင်မပြေလှဘူးဘာလို့လဲဆိုတော့ခုနကလေလေးနဲ့မြုပ်ထားတဲ့ဥပမာကိုပဲပြန်ပြီးတော့တွေးတော့ကြည့်လိုက်ပါနော်ကို့အနေနဲ့ဒဏ်ရာတွေများနေတယ်အေးဟိုအယိုရင်းတွေပေါ့နော်အယိုရင်းတွေအပျက်စီးတွေများနေတယ် ဖြစ်နေတဲ့ဒီ relationship ကြီးဒီဆက်ဆံရေးကြီးမှာဘလို့မှလည်းဖာထေးလို့လည်းမရတော့ဘူးပြန်ပြီးတော့လဲပေါ့နော်ဒါဖာထေးတွေဖြစ်တယ်ဆိုတော့ဒါတွေကခက်တာခဏပဲပြီးရင်ပြန်ပြီးတော့ရေဒီယိုစိတ်လာမှာအဆင်ပြေမှာမဟုတ်ဘူးအဲ့အတွက်ကြောင့်ပေါ့နော်ဒီလို energy မျိုးတော့မှတော့ခံစားရတယ်အဆင်မပြေတော့တဲ့ပေါ့နော်ဒီ connection ကိုခံစားနေမိတဲ့အတွက်ကြောင့်ဖြစ်နိုင်မယ်ဆိုရင်တော့ပေါ့နော်လက်ကိုလုံနိုင်အောင်စူးစမ်းပြီးတော့ကိုယ့်ဘဝလေးကိုတောက်ပလာအောင်ပျော်ရွှင်လာအောင်စူးစမ်းပြီးတော့ ်ပေါ့နော်ရှောင်းလန်းသွားရမယ်လို့တော့အမတော့မြင်မိပါတယ်နော်အဲ့တော့ဒါကတော့ဒါကအုပ်စု1လေးအတွက် reading လေးဖြစ်ပါတယ်အဲ့တော့ဒီ reading လေးကပြောမယ်ဆိုရင်တော့ဘောနော်ကိုယ်နဲ့တစ်ဖက်သူနဲ့ပတ်သက်ပြီးတော့အဲ connection နဲ့ဘယ်လိုဆက်ဖြစ်မလဲဆိုတော့အဓိကထားပြီးကြီးထားပြီးတဲ့အပိုင်းလေးဖြစ်တယ်ပေါ့နော်ဒီလို reading ပုံစံလေးဒီလိုလေးပဲတည်သက် personal life ပေါ့နော် personal reading နေနဲ့မေးခြင်းနဲ့ကြည့်ခြင်းနဲ့ဆိုရင်တော့အမကိုဒီ อืมบ่เนาะดี CV บ่เนาะ Messenger CV Messenger นี่เว้ยဖြစ်ๆဒါမှမဟုတ်ရင်ငါမကွန်မန့်မှာပေးထားတယ်ဖုန်းနံပါတ်၄ရနေဖြစ်ๆဗောနောဖုန်းနံပါတ်ကို Viber နေတစ်နှစ်ဗောနောဖြစ်ๆလာပြီးတော့ဆက်သွယ်မေးမြန်းလို့ရတယ်အဲဒီ reading လေးကိုတော့ဗောနော reading fees ပြောရမယ်ဆိုရင်တော့အမက ဲတပေါင်းခွဲပေါ့နော် reading phase ကတော့တပေါင်းခွဲတော့ရှိပါတယ်တပေါင်းခွဲနဲ့တော့အမကြည့်ပေးပါမယ်ဟို reading personal life reading မှာကျတော့ဒီအခုအထပ်ပို့ပြီးတော့ပြည့်ပြည့်စုံစုံပို့ပြီးတော့ကြည့်ပေးမှာပေါ့နော်ဒါလည်းပြည့်စုံပါတယ်ဒါပေမဲ့ဟို personal life ကကျတော့ပို့ပြီးတော့ guidance တွေလည်းပို့ပါမယ်အဲကိုယ်နဲ့ဆွေးနွေးရမယ့်အပိုင်းတွေလို့ဆိုလဲဒါပုံမှန်လေးလေးရင်းနှီးနှီးဆွေးနွေးပေးလို့ရပါတယ်နော်ဒါကတော့ကောက်ဆူ delay တွေကြည့်ပေးတာဖြစ်ပါတယ်

ဲ့တော့ဒီမှာရုံဆုံးပေါ့နော်မြင်ရတာကတော့ energy လေးတွေကတော့ကောင်းတယ်အဆင်ပြေနိုင်မယ်ဆိုတဲ့ energy လေးတွေကိုရုံဆုံးခံစားရတယ်ပေါ့နော်ဒီမှာဆိုရင်အမ် deconnection deconnection တခုမှာအမနေနဲ့ခံစားမိလိုက်တာကိုကလေ အဲပြောမှဆိုရင်တော့ဒီဆက်ဆံရေးပေါ့နော်ဒါအခုအချိန်မှာဝေးကွာနေတဲ့ဆက်ဆံရေးတွေပဲဖြစ်ဖြစ်အခုဒီလက်ရှိပေါ့နော်ဖြစ်နေတဲ့အဲတည်ရှိနေတဲ့ current hours လေးတွေပဲဖြစ်ဖြစ်ပေါ့နော်ဘလို့ပဲဖြစ်ဖြစ်ပေါ့ကွာဒီဆက်ဆံရေးမှာကိုကဟိုပြောမှဆိုတော့မေတ္တာတတ်ပေါ့နော်မေတ္တာတရားလို့ပဲပြောရမှာပေါ့နော် အဲ့လိုမျိုးကြီးမားတယ်ဟိုပို့ပြီးတော့ကောင်းကျင်တဲ့အခြေအနေတွေရှိတယ်တစ်ဖက်လူပေါ်မှာလည်းကိုကဘောနော်ဒါလုံးဝဟိုဒါအဲဟိုစိုးစားသားလေးလူပေါ့ခွင်လွတ်ခွင်လွတ်ကျင်တယ်မြဲတမ်းကျင်နေမယ်ဆိုလားဟာလားအဲ့လိုအဲ့လိုသဘောမျိုးပေါ့နော်သူ့ပုံမှာတကယ့်ဟောပေါ့နော်ဒါခွင်လွတ်နိုင်တယ်အဲတကယ့်ဟောပေါ့နော်ဒါအေဂျင့်နဲ့မြင့်တာပဲ ပြည်ရဆိုတဲ့ပုံစံမျိုးလေးတွေအဲ့လိုမျိုးလေးတွေလည်းရအောင်တိဆောက်နေတဲ့ WD တွေလည်းပဲမြင်မိတယ်ပေါ့နော်။ကဲရေဝေးကွာသွားတယ်ဆိုရင်တော့မှ separation ဖြစ်နေတယ်ဆိုရင်တော့မှပေါ့နော်။ဟိုပူလောင်မှုတွေသိတယ်မလား။အဲ့လိုမျိုးတွေပေါ့နော်။ဒါကြီးဖြစ်နေတာမျိုးကိုမလိုလားပဲနဲ့ပေါ့နော်။သူ့ပုံမှာဟိုကိုယ့်ဘက်ကမြစ်တာစင်မြစ်တာမှန်မဲ့ပေးတယ်ဆိုတဲ့ပုံစံမျိုးလေးခွင့်လွှတ်တယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့ကွ။ဒါကတော့အမခံစားမိတဲ့ energy ပြပြတာပေါ့နော်။ ဲ့လိုလူလေးတွေဒီအုပ်စုဒီကောက်အုပ်စုနှစ်ကိုကြီးတဲ့သူလေးတွေပါလိမ့်မယ်ပေါ့နော်အဲ့တော့ကောက်အုပ်စုနှစ်လေးတွေရဲ့ပေါ့နော်သူနဲ့ကအမ်ဘယ်လိုပြောရမလဲမခံစားမိလိုက်တဲ့ energy ကပေါ့နော်ပြန်လဲနိုးထလာတယ်ရှင်းတန်လာတယ်ဆိုတဲ့ energy တွေကိုခံစားရအကယ်၍ပေါ့နော်လက်ရှိ RS လေးတွေဖြစ်နေတယ်ပဲထားပါတော့အဲ့လိုသူလေးတွေထဲမှာလည်းပေါ့နော်အဆင်မပြေမှုလေးတွေနှစ်ယောက်ချမ်းမှရှိရှိနေတာပဲဖြစ်ဖြစ် အဲ့လိုမျိုးလေးတွေဆိုရဲပေါ့နော်ပြန်ပြီးအဆင်ပြေလာမယ့်အခြေအနေလေးတွေကိုမြင်ရတယ်ဝေးခွာနေသူလေးတွေဆိုရင်လည်းပေါ့နော်နှစ်ယောက်ကြမှာ connection ကတော့အရန်ကြီးပြီးမပြီးသေးဘူးပေါ့နော်ဒါ energy ကြိုက်တဲ့သူလေးတွေအတွက်ပြောတာပေါ့နော်ပြန်ပြီးတော့ပေါ့နော်နှစ်ယောက်ကြမှာရှင်သန်လာနိုင်တယ်ဆိုတဲ့သဘောမျိုးလေးတွေလည်းပဲမြင်မိတယ်ဒီမှာဆိုရင်3 of cups energy ရကွာဟာလုံးဝ gathering ပြန်ဖြစ်နိုင်တယ်ပေါ့နော် ဒါပြောမယ်ဆိုရင်တော့ကွသူနဲ့ပြန်ပြီးတော့စုံစည်းနိုင်တယ်တွေ့ရနိုင်တယ်အဲလက်ရှိ RS လေးတွေအဆင်မပြေနေတဲ့သူလေး RS ဆိုတာကအိမ်အောင်ရှင်လေးတွေလည်းအကုန်ပါတယ်နော်အိမ်အဲ့လိုသဘောမျိုးကိုပြောချင်တာချစ်သူရည်စားမှမဟုတ်ဘူးဒီလားနော်အဲ့လိုမျိုးဆိုလည်းပြန်ပြီးတော့ဘောနော်တူတူအဲပြန်ပြီးတော့ဘောနော်ဒါ gathering လောက်တာမျိုးလေးတွေအဲတူတူတိရမလားဒိတ်ကြတာစားကြတောက်ကြပြောကြပါချာအဲ့လိုမျိုးလေးတွေဘောနော်အဲ့လိုသဘောမျိုးလေးတွေလည်းပြန်ပြီးတော့ရှိလာနိုင်ခြင်းလေးတွေရှိရဆိုတာကိုမြင်မိတယ် အဲ့တော့တကယ်လို့များပေါ့နော်နှစ်ယောက်ကဝေးกว่าနေကြရဲဆိုရင်တော့အမ် looking at your photo missing you ပေါ့နော်ဒါပြောကြွေးချင်တာတော့ကွာဒီမှာကိုယ့်ရဲ့ဓာတ်ပုံလေးတွေကိုကြည့်ပြီးတော့တစ်ဖက်သူကလည်းကိုယ်ကိုလွမ်းနေတဲ့သတိရနေဆိုတဲ့သဘောမျိုးလေးဒီမှာရှိနေရဆိုတော့ဒီ energy လေးကတော့မစိုးဘူးကောင်းတဲ့နေရာမှာပါနေတယ်ပြောမှဆိုရင်သူနဲ့ကပေါ့နော်ဆက်ပြီးတော့တော်လို့ရနိုင်တဲ့အခြေအနေလေးတွေရှိတယ် အဲလရှိပေါ့နော် RS လေးရေဆိုရင်လည်းဒါတူတူပေါ့နော်ဒါရှောက်လန်းလို့ရတယ်အဲဒီအချစ်ခီးကိုပေါ့နော်အဲဝေးကွာနေတဲ့သူလေးရေဆိုရင်လည်းပြန်လဲပြီးတော့ပေါ့နော်အဆင်ပြေနိုင်မယ်ပြန်ပြီးတော့ခေတာရင်းလုံနိုင်မယ် union ပြန်ဖြစ်နိုင်မယ်ဆိုတော့ energy လေးတွေရှိတယ်ဟိုဒီမှာ coffee cup မိအဲပြချင်တော့ကွာဒီလောက်အမရကတော့ဒီကက်လေးရဲ့သဘောကိုမြင်လိုက်ရတာကတော့ကွာဟွန်းပြန်ပြီးတော့ပေါ့နော်ပြန်ပြီးတော့ စတင်နိုင်တယ်ပြန်ပြီးတော့တွေ့ဆုံနိုင်တယ်ဟော coffee date လေးတွေဗာလေးတွေပဲဖြစ်ဖြစ်ပေါ့နော်อืม conversation လေးတွေပြန်ဖြစ်လာတာမျိုးလေးတွေအဲတချို့လေးတွေကြတော့ဒါပြန်ပြီးတော့ပေါ့နော်ဒါ friendship လေးတွေပြန်ဖြစ်လာတာမျိုးပေါ့နော်ဒါဆိုကိုယ့်ရဲ့ age တွေလည်းပါရင်ပါလိမ့်မယ်ပေါ့နော် age တွေနဲ့ပြန်ပြီးတော့အဲဆက်သွယ်တွေပြန်ရမိတာမျိုးလေးအဲ့ဒီကနေမှတစ်ဆင့်ပေါ့နော်ပြန်ပြီး အဲ friendship ပုံစံမျိုးလေးတွေဖြစ်ပြီးတာနေမှာတစ်ဆင့်ပြန်ပြီးတော့ပေါ့နော်အချင်းလေးလေးပြန်တိုးတက်လာတာမျိုးလေးတွေအဲ့လိုမျိုးလေးတွေလည်းရှိနေတယ်အဲ့တော့ဒီမှာဆိုရင် yes လို့လည်းဖြစ်ပြီးတာတဲ့အတွက်ကြောင့်ရှေ့လျှောက်ကတော့ဒီ cut တိုးလေးကိုယူတဲ့သူလေးတွေကတော့ပေါ့နော်ဟွန်း luck is on your side နော်ကံကောင်းခြင်းလေးတွေကတော့ပြန်လည်ပြီးတော့ရောက်ရှိလာပါပြီတဲ့အဲ့တော့ ဒီကတ်တူးလေးကိုရွေးတဲ့သူလေးတွေကဘောနော်ဒါအိမ်အောင်ပဲဆိုလဲကိုရဲ့အိမ်အောင်ကြီးလေးတွေပေါ့နော်ဘူပြီးတော့အဆင်ပြေသားရလာဖို့ရှိတယ်ချစ်သူရေးစားဆောင်တွေလေးဆိုလဲပေါ့နော်အဆင်ပြေပြင်းနေပေါ့နော်ဒါနှစ်ယောက်ကတူတူဆက်ရှိသွားမှာဆိုတဲ့အချိန်လေးမျိုးလေးတွေမှာရှိတယ်အဲ X လေးကြီးဆိုရင်လည်းဒါပြန်လာနိုင်ခြေရှိတယ်နှစ်ယောက်ကြားမှာအဲချစ်ချင်းတွေပြန်လာရှင်းတန်လာနိုင်ခြေလေးတွေရှိတယ်ဆိုတော့နမိတ်ကလေးတွေကို အဲအဓိကထားပြီးတော့မြင်နေရတယ်ဗောနော်အဲ့တော့ကြောက်ဒီဒီကတ်တူးလေးတွက်ကတော့ဒါကံကောင်းချင်းလေးတွေကတော့မကြခင်မှာစတင်လာတော့မယ်အဲ့တော့ကတ်တူးလေးတွေ good luck ပါလို့ပြောချင်တယ်เนาะအဲ့တော့ဒီလိုဒီ reading လေးကတော့ဒါကအမားကဒါ ဒါပိုင် reading ဖြစ်တဲ့အတွက်ကြောင့်အများကြီးသိမပြောတာပေါ့နော်အခုလိုမျိုး reading မျိုးလေးတွေကိုတော့ personalize mention နဲ့ personal reading link နဲ့ mention နဲ့ဆိုရင်လို့ပေါ့နော်ဒါ messenger ကနေတစ်ဆင့် chatbot ကနေတစ်ဆင့်လာပြီးတော့ဆက်သွယ်မေးမြန်းလို့ရတယ်အမှ comment မှာလည်းဟို Viber phone number လေးပေးထားမယ် Viber ကနေတစ်ဆင့်လည်းလာပြီးတော့မေးမြန်းလို့ရပါတယ်နော် အဲတခုရှိတာပေါ့နော် booking လေးတွေယူမယ်ဆိုရင်တော့ကိုတကယ်မေးမယ်သိကြတယ်ဆိုရင်တော့ booking ယူလို့ရတယ်အဲ booking လေးပေးပြီးရင်တော့ပေါ့နော်ဒါအချိန်လေးကိုတော့ဟိုဖြတ်ပေးလို့ဘယ်လိုပြမယ်ကွာကိုကမကြည့်ဖြစ်တော့ဘူးဆိုရင်တော့တေချာလေးတော့လာပြောပေးပေါ့နော်တချို့လေးတွေအမကြုံရတာတွေရှိလို့ပါအဲ booking ချိန်လေးတွေပေးထားပြီးတော့ခါမှာအမကအကြည့်ပြမဖြစ်မေးတာတော့မှာပေါ့နော် ပြန်ပြီးတော့ reply မလာတော့တာမျိုးတွေ အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလေးဂျုံတန်းရတဲ့ခါကျတော့လေအဲ့လိုလေးတော့မလုပ်ပါနဲ့တို့တကယ်လို့ကြည့်ဖြစ်မယ်ဆိုရင်လည်းကြည့်ဖြစ်မယ်အကြောင်းလေးသိချာလေးပြောပေးပါမကြည့်ဖြစ်ဘူးဆိုရင်လည်းမကြည့်ဖြစ်တော့သေးတယ်ဆိုတော့အကြောင်းလေးကိုသိချာလေးပြောပေးဖို့တော့အမကတောင်းဆိုပြစေနော်အဲ့တော့ဒါ personal reading မင်းရှင်နေစင်တော့လာပြီးတော့မေးလို့ရပါတယ် အမ်ပတ်စနယ်ရီဒင်းကတော့ဒီထက်ပိုပြီးတော့စုံစုံလင်လေးတော့ပါတာပေါ့နော်ဟိုဘယ်လိုပြောရမလဲဒါကတော့ဒီအပိုင်းလေးတစ်ခုကိုပဲဒါထုတ်နှုတ်ပြီးတော့ကြည့်ပြီးတာဖြစ်တယ်ပတ်စနယ်ရီဒင်းကတော့ဒီထက်ပိုပြီးတော့စုံမယ်အဲ message တွေရောပေါ့နော်လိုအပ်တဲ့ဆွေးနွေးမှုအပိုင်းလေးတွေပါပါတာဖြစ်ပါတယ်အဲ့တော့ reading fees ကတော့အမကအဲတပေါင်းခွဲတော့ယူပါတယ်နော်ဒီ reading နေနဲ့ပတ်သက်ပြီးတော့လေ အဲ့တော့ personal reading မေးချင်တယ်ဆိုရင်တော့လာခဲ့ပြီးဟိုဖိတ်ခေါ်ပါရရှင်အဲ့တော့ဒါလေးကတော့ပိုင်တူလေးပါအော်ကတ်တူလေးပေါ့နော်ကတ်တူအဆူလေးတွေ good luck ပါကောင်းတော့ပေါ့နော်ဒါကံကောင်းခြင်းလေးတွေအမြန်ဆုံးရောက်ရှိလာပါစေလို့ဆုတောင်းပေးပါရနော်ပိုင်3ပိုင်3လေးကိုပိုင်3 cut 3ပေါ့နော် ဒီလိုလေးညထားတာပါဟုတ်ဝလာရာဝက်ဒင်ရင်းနဲ့เนาะတဲမိုက်ပါလား sorry ပါ point 2 sorry point 3ဒီ Catherine အစုလေးတွေကကျတော့မကဘာဒီမြင်ရလဲဆိုရင် Catherine လေးတွေကလေဒီလားဒီမှာ twin flame လို့ အရင်ဆုံးဒီမှာတွေ့ရတယ်အဲ့တော့ twin flame connection သမားလေးတွေခုကြည့်တဲ့နေရာမှာပါလိမ့်မယ်လို့တော့ခံစားမိတာပေါ့နော် twin flame လေးတွေပါလိမ့်မယ်အဲပြောမှဆိုရင်တော့ပေါ့နော်အခုချိန်မှာပေါ့နော်ဒီ cut 3အုပ်စုလေးတွေက cut 3လေးကိုကြည့်တဲ့သူလေးတွေကလीဘယ်လိုပြောမလဲကို့ဘွားမှာပေါ့နော်ဒါတကယ်ကိုဟိုတောက်တောက်ပပနဲ့သိတယ်မလားဟိုဟိုဘယ်လိုပြောမလဲဟိုရဲရဲရင်ပြပြတတနဲ့အဲ့လိုမျိုးပေါ့နော်စူးစမ်းနေတဲ့သူလေးတွေပါလိမ့်မယ်အဲ ပြောမယ်ဆိုရင်တော့ကွာသိတယ်မလားအမိခိုကင်းကင်းနဲ့ဟိုပေါ်တော့ဒါတယောက်တည်းလက်တောက်ခွာရယ်ဆိုတဲ့သူလေးကြီးပေါ်တော့သိတယ်မလားကို့မှာရင်တော့ရှိခဲ့တဲ့ဝမ်းနဲ့နာကျင်မှုတွေပါရှိတယ်ဆိုလဲအဲ့ဒါတွေကလုံးဝဟိုပြေပြောက်သွားပြေပြောက်တယ်တော့မဟုတ်ဘူးပေါ့နော်ဒါဟင်းနေနေစူးစမ်းလာခဲ့ပြီးတဲ့နောက်မှာကိုကဒီချိန်မှာတော့လက်ရှိပေါ့နော်လက်ရှိ present moment မှာတော့တကယ်ကိုတတိရှိရှိနဲ့စူးစမ်းနေတဲ့သူတိရအဲ့လိုသူလေးတွေပုံများနိုင်မယ်လို့မြင်ရတယ် အဲအဲ့လိုပုံစံမျိုးလေးပေါ့နော်ဒီမှာဆိုရင်လည်းပဲ8 pentacle ရငွေကြီးပိုင်းရမှာဆိုရင်လည်းဟော8 pentacle မဟုတ်7 pentacle နော်ငွေကြေးပိုင်းမှာဆိုရင်လည်းဒါဓမ္မဆွေကငွေစုနေရာနဲ့တူပါတယ်ကြည်ရတာနော်ဟိုငွေလောက်ကိုင်းလေးကိုဒါကျိုးကျိုးသားသားလေးလုပ်ပြီးတော့ငွေကြေးကြီးစုဆောင်နေတဲ့အစဉ်ပြောင်းကုဘလေးကိုတူတောင်ကျူးစားနေတဲ့သူလေးတွေပါလိမ့်မယ်လို့ခန်းစားမိရဲ့ပေါ့နော်ပြောချင်တာကဒီမှာကအရှင်လေးတွေဆိုတဲ့ဒါတေးသေးချာချာလေးကိုယူနေတဲ့သူလေးတွေပါလိမ့်မယ်အဲ့တော့ဒီလိုသူလေးနေရာပေါ့နော်ရှေ့ဆက်ပြီးတော့ဒီတစ်ဖက်လူနေရာဖားရီဖြစ်နိုင်မလဲဆိုရင်တော့ twin flame connection လေးဒီမှာမြင်နေရတယ်နော် ပြောပါဆို union energy လေးတွေလည်းပဲတွေ့ရတယ်နော်ဟိုပြန်ပြီးတော့ပေါ့နော်ဒါဟိုပြပြဆောင်မဲ့ couple လေးတွေပြန်ဖြစ်လာမယ်ဆိုတော့သဘောမျိုးလေးကတပတ်လူကလည်း action နဲ့မြင်မြန်ဆန်းဆန်းယူလာနိုင်နေဆိုတော့သဘောမျိုးလေးမှလည်းပဲရှိနေရနော် action နဲ့ယူလာလိမ့်မယ်သူ့ဘက်ကမှာကစာဆက်သွယ်ရတာမျိုးလေးတွေဖုန်းဆက်သွယ်ရတာမျိုးလေးတွေစသဖြင့်ပေါ့နော်ဟိုတချို့လေးတွေသတင်းမကြားရတဲ့သူလေးဆိုတော့သူ့သတင်းလေးတွေကြားရတာမျိုးလေးတွေပြန်ပြီးတော့ဖြစ်လာနိုင်တယ်နော်ဒီမှာဆိုရင်ရှုကနန်းလေးမြင်ရတဲ့ခါကျတော့ ရှိရအတွင်းရှိပတ်အတွင်းအဲ့အချိန်နေပေါ့နော်ရှင်းနိုင်အတွင်းသို့မဟုတ်ရှိပတ်အတွင်းရှိရအတွင်းပေါ့နော်အဲ့အချိန်နေမှာတခုခုတော့ထူးခြားလာမယ်လို့တော့ခံစားမိတယ်နော်အဲ့တော့ဒီမှာမင်းယောက်ချာမှာကကွာလေဆက်ဆံရေးလေးတွေကပြန်ပြီးတော့ပေါ့နော်ဟိုအဆင်ပြေလာမယ်တောက်ပလာမယ်ပြုတ်ချင်တာကဟိုပေါ့နော်ဒါခုရစူတောင်းလေးတွေပေါ့နော်ပြန်ပြီးတော့ပြေဝလာမယ်အဲခုအိမ်မက်တယ်ပြီးတော့သူနဲ့ပေါ့နော်ဒါပြန်ပြီးတော့ယူနီယံဖြစ်ချင်တဲ့အိမ်မက်တယ်ကို ဘလိုပဲပေါ့နော်စိတ်ထဲမှာဆူတောင်းပြီးနေပါစေကို့ဘဝလေးလက်ကိုလည်းကောင်းမွန်စွာရှောင်လန်းပြီးတော့မှဒီအချိန်လေးတစ်ခုကိုပေါ့နော် so sorry ဆောင်းဆိုင်နေတဲ့သူလေးတွေကလည်းကို့အတွက် sorry ပါရုပ်ရက်တီးသွားဆောင်းဆိုင်နေတဲ့သူလေးတွေကလည်းပေါ့နော်အဲ့လိုမျိုးကို့ရဲ့အိမ်မက်လေးတွေမျောလင်းချက်လေးတွေပြန်လဲပြီးတော့ဖြစ်လာတော့မယ်ဆိုတဲ့သဘောမျိုးလေးတွေကိုဒီမှာမြင်နေရတယ်နော်အဲ့တော့ဘာဖြစ်ဒီ connection ကကောင်းသေးတယ်ကောင်းတယ် ဟိုဝေးကွာနေတဲ့သူလေးတွေဆိုလည်းပြန်ပြီးတော့စုံစည်းရနိုင်ခြေလေးရှိတယ်။လက်ရှိ current ပေါ့နော် RS လေးတွေအိမ်အောင်ရှင်လေးတွေဆိုရင်လည်းဒါဘယ်လိုပြောရမလဲ။တကယ်ဟိုပေါ့နော်ဒါဟိုပြန်ပြီးအဆင်ပြေလာမယ်ပေါ့ကွာတော်နှစ်ယောက်ရဲ့ဟိုတူတူရှိထားတဲ့အိမ်မက်တွေလည်းပဲပေါ့နော်မကောင်းတဲ့ပေါ်ပြင်းမဲ့ ပြန်ပြီးဒီကိုအိမ်မက်တွေတို့လည်းလမ်းစာတွေပွင့်လာမယ်။နှစ်ယောက်တူတူပေါ့နော်။ဒီ RS လေးတွေဆိုလည်းဒါအတူတူတိဆောက်ကြမယ်အိမ်အောင်ရေးတွေရှိတယ်ဆိုရင်လည်းပဲဒီအိမ်အောင်ရေးတို့မရေးချေးရေးပိုင်းလေးဆိုရင်ပို့ပြီးတော့စုဆောင်းလာမိမယ်။အဲစသဖြင့်ပေါ့နော်။အဲ့လိုမျိုးဘူးအဲ့လိုမျိုး။ကောင်းတဲ့အရာလေးတွေတော့ဖြစ်လာဖို့ရတော့ရှိတယ်။ energy လေးတွေလည်းကောင်းတယ်။ဘာလို့ဆိုခုဘလို့ energy ကောင်းလဲလို့အမခံစားမိတဲ့ဆိုရင်ဒီခုကြည့်နေတဲ့သူလေးတွေ energy ကလည်းလက်ရှိမှာကကောင်းနေတဲ့သူလေးတွေပုံများလိမ့်မယ် အဲ့ဒီအတွက်ကြောင့်အခုလိုမျိုးလေးတွေမြင်ရတာပေါ့နော်တကယ်လို့ဒါချစ်သူကြီးစားတွေဆိုရင်လည်းဒီမှာ wedding ring ဆိုတော့ hey sorry wedding ring ဆိုတော့ဒါလုံးဝဟိုပေါ့နော်ဒါမကြခင်မှာတော့မင်္ဂလာဆောင်ရတော့မယ်ဆိုတော့သဘောမျိုးလေးတွေမှာရှိနေတယ်ဒီနေ့ထဲလည်းဖြစ်ရင်ဖြစ်မှာပေါ့နော်နောက်နေ့လည်းဖြစ်ရင်ဖြစ်မှာပေါ့တချင်းချင်းမှာတော့ဆောင်အောင်ဆောင်ရမယ်မဆောင်အောင်ဆိုတာမရှိဘူးဒီလိုနဲ့ပဲဆောင်ရမှာစိတ်ချနော်ဟုတ်ပြီလား ဲ့တော့အခက်ကြီးပေါ့နော်ဒီဒါဟိုဒါကတော့ဝေးကွာနေတဲ့သူလေးတွေနဲ့တွေ့ဖြစ်ရင်ဖြစ်ပါလိမ့်မယ်ပေါ့နော် give it time နော်နော်အချိန်လေးတစ်ခုပေးလိုက်ပါအောင်နဲ့နော် every time everything is divine နဲ့နော် timing let things flow နဲ့နော်ပြောချင်တာကတော့အချိန်လေးတစ်ခုပေးလိုက်ပါအရာအလုံးကသူ့ဘာသာသူသူ့ timing နဲ့သူရှိနေပါတယ်အဲဘယ်လိုပြောရမလဲ divine ဆိုတဲ့ဒါ universe ပေါ့နော်ဒါအမကတော့ကံကြမ္မာလို့ပဲသုံးချင်တယ်ပေါ့နော်ကံကြမ္မာကြီးက သူ့လောက်သူလုံးနေတယ်သူတို့ဘာတော့ပြန်လဲပြီးတော့တွေ့ဆောင်ပေးမဲ့အချိန်ရောက်လာမယ်ဆိုရင်ပြန်လဲပြီးတော့တွေ့ကိုတွေ့ပေးပါလိမ့်မယ်နော်အဲ့တော့အချိန်နောက်ကိုလည်းအရန်ကြီးမပြေးပြီးတော့လိုက်မနေပါနဲ့ခုရဲ့လက်ရှိအချိန်လေးမှာပဲအကောင်းဆုံးစူးစမ်းပြီးပြန်နေထိုင်သွားပါအဲ့လိုဆိုရင်တော့ဘာပဲဖြစ်ဖြစ်အရာရာလေတိုင်းကိုပေါ့နော်သူ့အနေနဲ့သူ flow တိုင်းလေးပဲဖြစ်ပါစေအဲ့ဒါဆိုရင်ဒီ connection လေးကပေါ့နော်တစ်ချိန်ချိန်မှာတော့လုံးဝကို wedding ring လေးတွေတယောက်တစ်ယောက်စုပ်ပေးနိုင်ကြလိမ့်မယ်လို့တော့ခံစားမိတယ်။အဲ့တော့ဘာဖြစ်ဒီပိုင်းပိုင်း3ပေါ့ cut 3အုပ်စုလေးတွေလည်းပါကန်ကောင်းပါစေလို့ဆုတောင်းပေးပါရစေ။တချင်ချင်းမှာကိုချင်ရတဲ့သူနဲ့သဆုံးတိုင်းပေါင်ဖက်နိုင်ပါစေ။အဲကြွေးပေါင်ဖက်ပြီးသားသူလေးတွေဆိုရင်လည်းသဆုံးတိုင်းယူမြင်ကြထာဝရလက်တွဲသွားနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရနော်။အဲ့ကလေးဒါလေးကပေါ့နော် personalize မေးချင်တယ်ဆိုရင်နော်မမကို chatbox မှာကနေတဆင့် လာပြီးတော့ဆက်သွယ်မေးမြန်းလို့ရပါတယ် Viber ဖုန်းနံပါတ်လည်း comment လေးမှာပေးထားမှာဖြစ်ပါတယ် Viber ကနေလည်းလာပြီးတော့မေးမြန်းကြည့်လို့ရပါတယ်เนาะဒါလေးကတော့ပေါ့เนาะဒါနှစ်ယောက်ရဲ့အခြေအနေဘယ်လိုဆက်ဖြစ်မလဲဆိုတဲ့အပိုင်းလေးကိုပဲကောက်နှုတ်ပြီးတော့အဲပြောပြပေးတာဖြစ်ပါတယ်အကယ်၍ပေါ့เนาะဒါကတော့ဒီ personalized reading မှာဆိုရင်တော့ ီထက်ပုံပြီးတော့များတဲ့အကြောင်းအရာတွေပါတော့ဗောနော်။ဟိုဒီဆွေးနွေးတဲ့အပိုင်းလေးတွေလည်းပါတာဖြစ်တဲ့အတွက်ကြောင့်ပုံပြီးတော့ဆုံဆောင်နေလေးသိရမှာဖြစ်ပါတယ်။အဲ့တော့ဒီ reading fee လေးကတော့တပေါင်းခွဲပေါ့နော်။တပေါင်းခွဲရှိပါတယ်။ booking လေးတွေကို လာပြီးတော့ဟိုဗောနော်ဒါမေးပြမယ်ဆိုရင်လာပြီးတော့ယူလို့ရတယ်။ အဲအခုဘုကင်ပေးထားတယ်ဆိုရင်လည်းပေါ့နော်အမအကိုမေးမယ်ဆိုရင်လည်းတေချာလေးအမဘုကင်ကိုတေချာပေးထားဖြစ်တဲ့အတွက်ကြောင့်မမေးဖြစ်တော့ဘူးဆိုရင်တော့ပြောပြပါတချို့လေးတွေရှိလို့ပါနော်ဘုကင်တိုင်းနေပေးထားပြီးတော့မှအာတေချာလည်းမေးမယ်ဆိုပြီးတော့လုံးဝတိကျရပြောထားပြီးတော့မှတကယ်တကယ်သွားမိတဲ့အခါကျတော့ဟိုလုံးဝ reply မလာတဲ့သူလေးကြီးလည်းရှိတတ်တယ်အဲအဲ့လိုမျိုးလေးတွေရောမလုပ်ကြပါနဲ့လို့နော်အဲ့တော့ဒီကတ်ထရီလို့အုပ်စုလေးတွေလည်းဒါ ပေါ်တော့ဒါအချီရီခီလမ်းမှာ ပေါ်တော့တာယာဖြောင်ပြူပြီးတော့ချီရတဲ့သူနဲ့သဆုံးနိုင်ပေါက်ဖန်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်ခုလိုမျိုးအပီးတဲ့အတွက်ယေရှုများကြည့်တင်ပါတယ်နောက်ဗီဒီယိုလေးတွေမှာ တွေ့အောင်မယ်နော်ဘိုင်ဘိုင် see you